အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တလကြာနေ့တိုင်းအချိန်30ဒိုက်ထိုးလုပ်ကြည့်ရင်တင့်ခန္ဓာကိုယ်မှာဓာရီပြောင်းလဲသွားမယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒိုက်ထိုးလေ့ကျင့်ခန်းဟာအချိန်ကုန်တက်တာပြီးပစ္စည်းကိရိယာမလိုတဲ့အထူးရောက်ဆုံးလေ့ကျင့်ခန်းတွေတဲကတစ်ခုဖြစ်ပါတယ်ရက်30ကြာနေ့တိုင်းအချိန်30ဒိုက်ထိုးခဲ့မယ်ဆိုရင်တင့်ရဲ့တမာမှု ခန္ဓာရည်နဲ့ကိုယ့်ကိုယုံကြည်မှုတိတိတတ်တာ ိုးတက်စေနိုင်ပါတယ်။အမျိုးသားရော အမျိုးသမီးတွေပါအကျိုးကျေးဇူးရရှိပေမယ့်စတင်ရတဲ့အခြေအနေနဲ့မြင်သာတဲ့ရလက်ကတော့နည်းနည်းကွာခြားနိုင်ပါတယ်။အဆင့်ဆင့်လှုပ်ဆောင်ရအစီအစဉ်။နံပါတ်၁သင်ရဲ့စမှတ်ကိုရှာပါ။အခုသင်လုံးနိုင်တယ်လို့ပုံစံမှန်တိုက်ထိုးအရေးအတွက်ကိုလုပ်ကြည့်ပါ။အဲ့ဒီနံပါတ်ကိုခြာရေးထားပါ။ဒါဟာသင်ရဲ့မလုပ်ခင်အခြေအနေကိုပြတဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။နံပါတ် နှစ်မိနစ်သုံးမိနစ်သွေးပူလေးချိန်ခံလုပ်ပါလက်မောင်းလှဲ့တာမျိုးပခုံးလှဲ့တာမျိုးတရောင်စင်းနဲ့ခြေပြားထောက်အနေထားနဲ့နေတာမျိုးဒါမှမဟုတ်ညင်သာစွာ အကျောလျှော့တာမျိုးတွေကိုအလင်းတင့်တယ်လို့လုပ်နိုင်ပါတယ်ဒါဟာတင့်ရင်အစ်အမြင့်နဲ့ကြွက်သားတွေကိုအစင်းနဲ့ဖြစ်စေပါတယ်နံပါတ်၃တနေ့တဲ့တနေ့အချိန်တိုးပြီးလုပ်ကြည့်ပါပုံမှန်တိုက်ထိုးတာကအရန်ခက်ခဲနေတယ်ဆိုရင်ဒူးထောက်ပြီးလုပ်နိုင်တယ်ဒါမှမဟုတ်တစ်ခုခုကိုမှီပြီးတိုက်ထိုးတာ incline push up လုပ်နိုင်တယ် လွယ်တာနဲ့စပါတဖြည်းဖြည်းခက်သွားအောင်လုပ်နိုင်တယ်ခြေောက်ကိုမြင့်မီလှုပ်တာမျိုးလဲနောက်ပိုင်းလုပ်နိုင်နံပါတ်၄ပုံစံမှန်အောင်အာယုံစိုက်ပါလက်တကူပခုံးအောက်တဲ့တဲ့မှာထားပါခန္ဓာကိုယ်ခေါင်းကနေခြေဖနောက်အထိတစ်ဖြောင်းတည်းထားပါရင်ပတ်ကျမ်းပြင်နဲ့နီးကပ်တဲ့အထိနှိမ့်ချပါအပေါ်ကိုပြန်တွန်းတင်တဲ့အခါလေးကိုမှုတ်ထုတ်ပါနံပါတ်၅ပြန်လည်အားဖြည့်ပါ9နာရီကနေ6နာရီပုံမှန်အိပ်ဆက်ပါရေများများတောက်ပါ ရိုတင်းဓာတ်လုံလောက်စွာစားသုံးပါတပတ်ချင်းစီလှုပ်ဆောင်တဲ့အရာများအဆင့်1ပထမဘာအခြေခံအုတ်မြစ်ပထမတစ်ပတ်ကတော့မှန်မှန်လှုပ်ဖို့အရေးအကြီးဆုံးဖြစ်ပါတယ်သင်ရဲ့ကြွက်သားတွေအထူးသဖြင့်ရေပတ်ပခုံးနဲ့လက်မောင်းနောက်သား tricep တွေနာကျင်ကြိုက်ခဲနေပါလိမ့်မယ်ဒါလုံးဝပုံမှန်ပါပဲဒါကို delay onset muscles soreness DOMS လို့ခေါ်ပြီး တင့်ခန္ဓာကိုယ်ကပုံမူတံမာလာဖို့စူးစားနေတယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်ပုံမှန်ဖြစ်ဖို့အာယုံဆိုင်ပါအ мян လုတ်ဖို့စိတ်မပူပါနဲ့တင့်ခန္ဓာကိုယ်ကိုခေါင်းကခြေဖနောက်အထိရင်းတစ်ဖြောက်တည်းထားပါတင့်လက်နှစ်ဖက်ကို ပခုံးအကျေလောက်ခွာထားပါရင်ဘတ်ကိုကြမ်းပြင်နဲ့နီးကပ်တဲ့အထိနှိပ်ချပြီးအပေါ်ကိုပြန်တွန်းတင်ပါခွဲပြီးလုတ်ပါအကျင့်30ကိုခြည်ပြီးလုတ်ဖို့အစာပိုင်းမှာမဖြစ်နိုင်သလိုခံစားရနိုင်ပါတယ်အကုံလုံးကိုတစ်ဆက်တည်းလုတ်ဖို့မကြိုးစားပါနဲ့ 10ချိန်ကို3ခါခွဲလို့ပါဒါမှမဟုတ်9ချိန်ကို6ခါခွဲလို့ပါဒါတွေကအတူတူပါပဲကြားထဲမှာ10မိနစ်လောက်နားပါရီမန်းချက်ကတော့ပုံစံမှန်အချိန်30ပြည့်အောင်လုပ်ဖို့ပါပဲအစ်စ်နဲ့ဒုတိယပတ်အသားကျလာခြင်းဒုတိယပတ် ရောက်ရင်တော့နာကျင်ကြိုက်ခဲတာတွေတက်တာလာပါပြီသင်ခန္ဓာကိုယ်ကလိကျင်ငန်းနဲ့အသားကျလာပါပြီသင်ရဲ့အာယုံကြောနဲ့ကြွက်သားစနစ်အုံနောက်နဲ့ကြွက်သားတွေရဲ့ ဆက်သွယ်မှုပါပိုပြီးတော့ထိရောက်လာပါတယ်လှုပ်ရှားမှုကိုမှတ်မိလာပြီးပိုမိုချောမွေ့လွယ်ကူလာတယ်လို့ခံစားရပါလိမ့်မယ်။တစုံမှာ အရင်ကတဲ့အချိန်ကြီးပိုလုံနိုင်တာတွေကိုသတိထားမိပါလိမ့်မယ်။ဒါဟာတင့်ရဲ့ပရမအမှုဆုံးတိုးတက်မှုလက္ခဏာပါပဲ။အဆင့်3တတရပပြောင်းလဲမှုကို တွေးမြင်ခြင်းဒီအချိန်နောက်ဆိုရင်တော့တိတာထင်ရှားတဲ့ရလတ်တွေကို မြင်တွေ့ခံစားရပါလိမ့်မယ်။တင့်ရဲ့အင်းကြီးတွေဟာ ရင်ပန်းတဲ့ပခုံးနေရာတွေမှာနည်းနည်းကျက်လာတယ်လို့ခံစားရနိုင်ပါတယ်။ဒိုက်ထိုးချိန်မှာသာမကဈေးဝယ်အိတ်ဆွဲတာပစ္စည်းမတာတွေလိုမျိုး နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာပါပို့ပြီးတမ်းမာလာတာကိုခံစားရပါလိမ့်မယ်။ခန္ဓာရင်လည်းတိုးတက်လာပြီးအချိန်30ကိုတခါတည်းဒါမှမဟုတ်2ချိန်တည်းနဲ့လုံနိုင်လာပါလိမ့်မယ်။အဆင့်၄သရုတ်ထပအလေ့ကျင့်ဖြစ်သွားခြင်းတလပြည့်တဲ့အခါမှာတော့ဒိုက်ထိုးအချိန်30လောက်ရတာဟာ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုလိုဖြစ်သွားပါလိမ့်မယ်။လက်ကျင်ခန်းကအရင်ကတည်းအများကြီးပိုလွယ်ပူသွားပါပြီ။သင်ဟာတာမာမှုနဲ့စီကန်းရဲ့အခြေခံအုတ်မြစ်ကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါပြီ။ဒီအချိန်မှာနောက်ထပ်တစ်ခုကိုစဉ်းစားလို့ရပါပြီ။ဥပမာအချိန်40လုပ်ဖို့ကြိုးစားတာပိုခက်တဲ့ပုံစံ ပြောင်းလုပ်တာဒါမှမဟုတ်အခြားလက်ကျင်ခန်းတွေထပ်ပေါင်းထည့်တာမျိုးလုပ်နိုင်ပါလား။သူတည်တဲ့နာတွေကဘာပြောသလဲနံပါတ်1ကြွက်သားခံနိုင်ရင လေးလာမှုတွေရ၄ပတ်၆ပတ်ကြာဒီလေ့ကျင့်ခန်းကိုမှန်မှန်လုပ်ပါကတိတိတသာတိုးတက်မှုတွေရရှိကြောင်းဖော်ပြထားပါတယ်။နံပါတ်1နေ့စဉ်အသုံးဝင်တဲ့တာမာမှုဒိုက်ထိုးခြင်းဟာရင်ဘတ်ပခုံးလက်မောင်းနဲ့ဝမ်းပိုက်ကြွက်သားတွေကိုတပြိုင်နက်တည်းလှုပ်ဆော်ပေးပါတယ်။ဒါနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတိုးတက်စေတယ်လို့ပြောပါတယ်။နံပါတ်3ကျမ်းမာရေးဆိုင်ရာရလများ Harvard Tech တို့ရဲ့လေ့လာမှုတစ်ခုမှာဒိုက်ထိုးအကျိန်40နဲ့အထက်ပိုလုံနိုင်တဲ့အမျိုးသားတွေဟာ ဆယ်ကြိမ်အောက်တာလုံနိုင်တဲ့ဒူတွေနဲ့နှိုင်းရှင်ပါကနှလုံးသွေးကြောဆိုင်ရာယောဂါဖြစ်နိုင်ပြီးတိတိတသာနေပါကြောင်းတွေ့ရှိရပါနံပါတ်၄အမျိုးသမီးတွေရဲ့တိုးတက်မှုအမျိုးသမီးစည်ရေးလေ့ကျင့်မှုမှစစ်တမ်းများအရဒိုက်ထိုးလေ့ကျင့်ခန်းကိုမှန်မှန်လုပ်ခြင်းဟာစွမ်းဆောင်ရည်ကိုတိုးတက်စေပြီးဒဏ်ရာရနိုင်ခြင်းကိုလျှော့ချပေးနိုင်ကြောင်းတွေ့ရှိရပါတယ်ဒိုက်ထိုးလေ့ကျင့်ခန်းဟာကိုယ်လေ့ကျင့်ကိုအသုံးပြုပြီးကြွက်သားအုပ်စုများစွာကိုတပြိုင်တည်းထဲအလုပ်လုပ်စေတဲ့အတွက်အလွန်ထိရောက်တဲ့ compound exercise တစ်ခုဖြစ်ပါတယ် ခန္ဓာကိုယ်အပေါ်ပိုင်းတာမာမှုအဖြစ်ပိုကောင်းတဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးတာမာလာတယ်။ယင်ဘတ် pectoral ပခုံး deltoid နဲ့လက်မောင်းနောက်သား tricep တို့အတွေ့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။နံပါတ်2ခိုင်မာတဲ့ဝမ်းပိုက်ကြွက်သား core ဒိုက်ထိုးတဲ့အခါခန္ဓာကိုယ်ဖြန့်တန်းနေအောင်ထိန်းထားဖို့တဲ့ဝမ်းပိုင်းနဲ့ခါအောက်ပိုင်းကြွက်သားတွေကိုအသုံးပြုရပါတယ်။ဒါက တင့်ခါးကိုဒဏ်ရာရခြင်းကနေကာကွယ်ပေးတဲ့ core stability ကိုတိစောက်ပေးပါတယ်။နံပါတ်3ကိုနေဟန်ထားတိုးတက်ကောင်းမွန်လာတယ်။ဝန်းပိုင်းနဲ့နောက်ကျောကျွတ်သားတွေကိုတာမာစေတဲ့အတွက်ပခုံးကိုနောက်ပြန်ဆွဲထားပြီးကြောရိုးကိုဖြောက်တန်းစေတယ်။စပွဲမှာအထိုင်များလို့ကိုနေဟန်ထားမှမှန်တာကိုပြုပြင်ပေးပါတယ်။နံပါတ်4နေ့စဉ်ဘဝအတွက်အသုံးဝင်တဲ့တာမာမှုဒါကလက်တွေ့ဘဝမှာအသုံးဝင်တဲ့တာမာမှုမျိုးပါတကားတော့နာတိတ္တာမတာကြမ်းမြင်ကနေထတာတွေပုံမှန်လွယ်ကူလာစီပါလေ ။နံပါတ်5နှလုံးသွေးကြောကျန်းမာရေးပိုကောင်းလာတယ်။ဒိုက်ထိုးလိကျင်ကန်းကို မှန်မှန်လုပ်တဲ့အခါနှလုံးခုန်နှုံးညာလာပြီးနှလုံးကြွက်သားကိုတာမာစေတာသွေးလက်ပမှုကိုကောင်းမွန်စေပါတယ်။နံပါတ်6ကိုခန္ဓာထိမ့်သိမ့်နိုင်စွာတိုးတက်လာတယ်။ဒိုက်ထိုးလိကျင်ကန်းကတင့်ခန္ဓာကိုထိမ့်ချုပ်နိုင်ဖို့လိကျင်ပေးပါတယ်။ဒါကတင့်ခန္ဓာကိုကအစိပ်ပိုင်းအားလုံးဓာတ်ရဲ့အလုတ်လုတ်တက်လာတဲ့အတွက်ဟန်ချက်ထိမ့်နိုင်မှုနဲ့လှုပ်ရှားမှုပေါင်းစပ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။နံပါတ်9 ဇီဝကံမဖြစ်စဉ်ကိုတိုးမြင့်ပေးတယ်။ကြွက်သားဓုတွေတိုးလာတဲ့အမြတင့်ခန္ဓာကိုယ်ရဲ့အနာယုချိန်ဇီဝကံမနှုံလဲမြင့်တက်လာပါတယ်။ဆိုလိုတာကလက်ကျင်ခံမလုပ်တဲ့အချိန်မှတော့ကယ်လိုရီတွေကိုပုံမလောင်ကျွမ်းစေပါတယ်။နံပါတ်၈လုံးဝအခမဲ့ဖြစ်ပြီးအချိန်မီလုံနိုင်တယ်။အားကစားယုံသွားစရာမလိုပစ္စည်းကိရိယာလည်းမလိုပါဘူး။ဒိုက်ထိုးတာကိုဘယ်နေရာဘယ်အချိန်မှဆိုလုံနိုင်ပြီးပိုလွယ်ကူအောင်ဒူးထောက်ပြီးလုံနိုင်တယ်လို့ဒါမှမဟုတ်ပိုခက်အောင် ခြေတော့မြင့်ပြီလေပုံစံပြောင်းလုပ်နိုင်ပါတယ်ဘေးကင်းရေးနဲ့လက်တွေ့ကြတဲ့အကြံပြုချက်များနံပါတ်1ပခိုးလက်ကောက်ဖို့ဒါမှမဟုတ်ရင်ဘတ်တို့မှာဆူးရှတဲ့နာကျင်မှုကိုခံစားရတဲ့ဆိုရင်ချက်ချင်းရပ်ပါနံပါတ်2အရေးအတွက်ထက်အရေးအသွေးကိုဦးစားပေးပါပုံစံမှန်မှန်အကျဉ်30လောက်တာထက်ပုံစံမှန်အကျဉ်20လောက်တာကပိုကောင်းပါတယ်နံပါတ်3မြတ်တာတဲ့စံခိုင်မှုအတွက်ဒိုက်ထိုးလေ့ကျင့်ခန်းကိုထိုင်ထ squat အရှိတို့ခြေတလန်းထွက်ဒူးကွေးခြင်း lunches ဓမ္မမဟုတ်ပေါ်ပါတဲ့ကာဒီယိုလေ့ကျင့်ခန်းတွေနဲ့တွဲဖက်လှုပ်ဆောင်ပါနံပါတ်၄တိုးတက်မှုရပ်တန့်သွားတဲ့အခါအရှိန်ပြောင်းလဲပါအလေးထပ်ထဲပါဓမ္မမဟုတ်ဒိုက်ထိုးပုံစံအမျိုးမျိုးစိန်ပုံလက်အကျဲလက်မညီကိုစမ်းကြည့်ပါညီကုန်းချုပ်အနေနဲ့ပြောရရင်ရက်30ကြာနေ့စဉ်ဒိုက်ထိုးအကျိန်30လောက်တာဟာဂျိုပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုသာမကပဲ ဇွဲလုံးလာရှိမှုအလေးကျင့်တစ်ခုလည်းဖြစ်ပါတယ်မှန်မှန်လို့ပါပုံစံမှန်ဖို့အာရုံစိုက်ပါဒီစိန်ခေါ်မှုဟာအမျိုးသားတွေအတွက်လှပတဲ့ကြွသားနဲ့တာမမှုဖြစ်စေသလိုအမျိုးသမီးတွေအတွက်ပုံမလှပကောင်းမွန်တဲ့ကိုနီဟန်သားကိုဖြစ်ပေါ်စေပါတဲ့တနေ့ပြီးတနေ့သင်တီဆောက်နေတဲ့လှပတာမမှုအတွက်ဂုံယူလိုက်ဆန်းပါအဆဆုံးကြည့်ရှုအားပေးပြီးကျေးဇူးတင်ပါတယ်။နောက်နောက်လည်းကြည့်ရှုနိုင်ဖို့ဆိုက်ကိုချိန်ပေးပါလို့မြတ်တာရက်ခံပါတယ်။ လိုက်နဲ့ရှယ်ဟိုတဲ့ဒီပီးစီးကျင်းပါတဲ့လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day